ဈေးသက်သာဆုံးဆိုတဲ့ရွေးချယ်မှုတိုင်းဟာတကယ်တမ်းမှာဈေးသက်သာဆုံးဖြစ်သလားအမှန်တကယ်ဆိုရင်တော့မဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ procurement ပြုလုပ်ရမှာ TCO Total Cost of Ownership ကိုအမြဲတမ်းထည့်သွင်းစဉ်းစားဖို့လိုအပ်လိုပဲဖြစ်ပါတယ်။ TCO ဆိုတာဘာလဲ TCO ဆိုတာကတော့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုတစ်ခုကိုစတင်ဝယ်ယူတဲ့ဈေးနှုန်းတစ်ခုလည်းမဟုတ်ပဲ အတုံးချသမျှအချိန်တွင်းမှာကုန်ကြမဲ့စုစုပေါင်းဈေးအလုံးကိုပါထည့်တင်းတက်ချက်တာပါအဲ့ဒီတဲမှာတော့သယ်ယူပို့ဆောင်ရင်းတဲ့အခွန်ကပြည့်ပြည့်ထိန်သိမ်းမှုဈေး PS စွမ်းအင်သုံးဈေးဒေါင်းတိုင်းကန့်သတ်မှုတွေအတုံးမပြူတော့တဲ့နောက်ရောင်းချဈေးတွေအလုံးပါဝင်ပါတယ်ဥပမာ laptop အလုံးနေအောင်ဝယ်ဖို့လိုတဲ့ကုမ္ပဏီတစ်ခုကိုစဉ်းစားကြည့်အောင် supplier A က laptop တစ်လုံးဒေါ်လာ900ကျပ်တက်မှာဖြစ်ပါတယ် supplier ဖြစ်က laptop တစ်လုံးကို850ကျသင့်မှာဖြစ်ပါတယ်ရမယ်ဈေးရကြည့်မယ်ဆိုရင် supplier A ကပိုတတတူပေါ်နေပါတယ်ဒါပေမဲ့ TCA အနည်းနဲ့တွက်ကြည့်မယ်ဆိုရင်တော့ supplier A အတွက်ဈေးနှုန်းက900တယ်ယူဈေးနဲ့အခွန်ကားက100နှစ်စဉ်ပြုပြင်ချိန်တိုင်းဈေးက200ကျသင့်မှာဖြစ်ပြီးပြန်မြတ်တန်းကတော့နှစ်နှစ်ကြာမြင့်မှာဖြစ်ပါတယ် တစ်နှစ်တာအတွက် TCU ပမာဏကတော့ဒေါ်လာ900ကျပ်တင်မှာဖြစ်ပါတယ် supplier B အတွက်ဆိုရင်ဈေးနှုန်းကဒေါ်လာ850ကျပ်တင်မှာဖြစ်ပြီးသယ်ယူစရိတ်နဲ့အခွန်ကကဒေါ်လာ50နှစ်စဉ်ပြည့်ပြည့်ထိန်းသိမ်းစရိတ်ကဒေါ်လာ50ကျပ်တင်မှာဖြစ်ပြီးပြင်းပြသက်သက်၄နှစ်ကြာမြင့်မှာဖြစ်ပါတယ်တနှစ်တာအတွက် TCU တွက်ချက်မှုအရဒေါ်လာ238ကျပ်တင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ TCU တွက်ကြည့်လိုက်တဲ့အခါမှာတော့ supplier အေးအားရေတိုမှာအသေးသက်သာသောရွေးချယ်မှုဖြစ်နေပေမဲ့ရေရှည်မှာဈေးအကြီးဆုံးရွေးချယ်မှုဖြစ်နေတာကိုလည်းမြင်တွေ့ရမှာပါအနေငယ်တတတလို့ပေါ်နေတဲ့ supplier A ကတကယ့်အရာမှာတော့ဈေးကြီးဆုံးကုန်စားစီဖြစ်သွားပါပြီ။ supplier B ကတော့အ ਨੇ ကျုံကုန်စားစီဖြစ်နေပါတယ်။အချင်းချုပ်ရရင်ဈေးပေါ်ဆုံးကိုတာမန်မရွေးဘဲနဲ့ TCO တွက်ချက်ဖို့လိုအပ်တဲ့ data စနစ်ကိုစုဆောင်းဖို့ cost နဲ့ value ကိုတစ်ပြိုင်တည်းစဉ်းစားဖို့ ဒါတွေက procurement နဲ့ supply chain မှာအရေးကြီးဆုံးအချက်တွေဖြစ်ပါတယ်။မိတ်ဆွေတို့ဘက်မှာလည်းဈေးပေါ်ဆုံးရွေးချယ်မှုကတကယ်မှဈေးအကြီးဆုံးဖြစ်သွားခဲ့တာ။ဒါမှမဟုတ်များတဲ့ရွေးချယ်မှုကဈေးသက်သာဆုံးဖြစ်သွားခဲ့တာမျိုးရှိပါသလား။ဒါဆိုရင်ကိုယ့်ဘက်မှာမျှဝေပေးလိုက်ပါ။နောက်ထပ်ပေးချင်တဲ့တည်င်းကောင်းတစ်ခုကတော့ Matric College က procurement management strategy negotiation analytics ကို pass 3အနေနဲ့ပြန်လည်စတင်သွားတော့မှာဖြစ်ပါတယ်။ ဒီတန်းလေးကိုတက်ရောက်ချင်တယ်ဆိုရင်တော့အောက်ပါလင့်မှာ register လုပ်ပြီးတက်ရောက်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။